မာနကခွေးအမီးလိုပဲဘာမှအသုံးမတည့်ဘူးဆိုတော့မာနတွေလျှော့ပါမာနတွေနော်ဘယ်နေရာမှာအသုံးမယ်မာနဘယ်နေရာမှာမသုံးနဲ့အသုံးမတည့်ဘူးမာနခံရင်တရားမရဘူးမာနကြီးရင်ဃာရဝမရှိဘူးမာနကြီးတဲ့သူကအယုသေးပေးဖို့ဝင်လေးသွားပြီသူများကိုအယုသေးမပေးတော့မန်တက်နေတာလေ ဘာနာကြည့်တဲ့သူကနိဝါတာနှိမ့်ချဖို့မလုပ်တော့နိဝါတာဆိုတာဃာရဝဆိုတာမင်္ဂလာတရားနိဝါတာဆိုတာလေမင်္ဂလာတရားမာနကြောင့်အဲ့ဒီမင်္ဂလာတရားတွေမရှိတော့ဘူးဆိုအမင်္ဂလာဖြစ်သွားတာပဲနော်ဒါကြောင့်လို့အနှစ်မရှိတဲ့စပဏ္ဏကထောင်း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 သိဖြစ်တာအတိတရားတွေရှိသွားတယ်ပညာတွေတအားတက်သွားတဲ့ပုံကိုယ်တွေကြတော့နှိမ့်ချသွားစပဏ္ဏလို့ပဲအနှစ်ရှိတဲ့စပဏ္ဏကနှိမ့်ချသွားတာ 哦。Oh.